နိုင်မင်းစုရီရဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပြည်သက်တို့ကစံရေးသူဒေဝလက်ရာရေးသားထားတဲ့တရေတစည်းဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ရဲ့ဇလံလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဗျာဇော်နေဟာခေတ်ပညာတဲ့လူငယ်တယောက်ဖြစ်ပြီးတော့တရေတစည်းဆိုတာကိုအယုံကြည်မရှိဒါကြောင့်လေညဘန်တစည်းမောင်းတဲ့အလုပ်ကိုလောက်ကင်နေပြီးတော့သူဟာတရေတစည်းတဲ့ကို ခရီးတဲ့အယောင်ဆောင်ပြီးတော့ ကောင်းကောင်းစီးရင်နဲ့ဓာတ်ထုတ်ကကာလူတက်တဲ့ဒူးစရိုက်တမားတွေကိုတော့ပို့ပြီးတော့ကြောက်တက်ပါလေသူတို့တန်ခံလိုက်ရတဲ့ညဘက်တစီဆွေးစားတဲ့သူတွေဟာမနေတော့ဘဲနဲ့တချို့ဆိုရင်လည်းအသက်ပါဆုံးရှုံးတော့ရပြီဒါကြောင့်သူ့ရဲ့အမေကတားရဲ့အလုပ်ကလည်းအန်ဒီရဲ့များလုံးမှလည်းတားရဲ့ဒီလိုပြောပြီးတော့တခြားအလုပ်ပြောင်းလို့ဖို့တိုက်တွန်းခဲ့ပြီးတော့ဒါမှမဟုတ်ရင်လည်းနေဘက်ပြောင်းပြီးတော့မောင်မို့ပြောလာပါလေတကယ်တော့နေဘက်မောင်မို့ဆိုတာမလွယ်ကူလားပဲ။ ကိုကတခြား driver တွေလိုကားပိုင်ရှင် အုံနာစီကိုစပုံးငွေများများတင်နေတာလည်းမဟုတ်ပါဘူး။ဒါကြောင့် NDA လေးများအေးအေးလေးဖြစ်တဲ့ driver တော်တော်များများမလို့ချင်တဲ့အလုပ်ကိုလုပ်နေရပြီးတော့ဒါတောင်ကိုကျော်ကြီးရဲ့ကျေးဇူးကြောင့်ကိုကျော်ကြီးကအဲ့ဒီကားပိုင်ရှင်တရေစီမှာ အရင်ကသူ့လိုပဲညဘက်ကားမောင်းသူလှုပ်ခဲ့ပူပါတယ်။အခုတော့ကားဝေစာလောက်ကအစဉ်ပြေနေပြီးတော့တရက်ခွက်ထဲတူနေတာကြောင့်ခင်မင်းလို့နေပြီးဇွန်တိုင်းအလုပ်လုပ်ချင်တယ်ဆိုတဲ့အခါမှာတော့ အေးဆိုနေမေးရကားမောင်းတဲ့တယ်မလားကွာကားမောင်းမလားအာကုကျော်ကြီးကလေကျွန်တော်မှသဘောတင်စရာမရှိဘူးဗျငါပြောပြပါမယ်ကွာမင်းကလေအဲ့ဒီလုံနဲ့အလုံရလာခဲ့ပြီးတော့သူတို့တတိဥပကံကသဘောကောင်းပြီးဆက်ဆံရေးလေတိမ်မွေးလာပါတယ်တက္ကစီ၆စီးထောင်းထားပြီးတော့ကဲမဲမှာခြံဝင်းကျဲကြီးနဲ့နေပြီးသူဟာတတိစီကကားကိုည၆နာရီယူပြီးတော့မနေ့၆နာရီမှာပြန်ပြီးတော့အဲ့ရပါတယ်ကားမောင်းကစားက ညလယ်မှာသူအိမ်ငိုင်းတက်ပြီမေအခုတော့တပြေးပြေးကျင်သားရသွားပြီတော့ဇွန်လဟာအသက်25နှစ်နဲ့စာပေးစာယုံနဲ့ဝေးရပြီအရက်ကတော့ခက်ပြက်ပြက်အသားကအနှင်းငယ်ညိုပြီးတော့ချုံမိုးလေးသူ့အမိနဲ့တူတာကြောင့်မျက်လုံးမျက်ခုံလေးကောင်းပါလေအထူးသဖြင့်စာရိတ်တာကောင်းပြီးတော့လူငယ်ဆိုပေမဲ့အတော့စားအပြောပါမရှိ အဖေဟာပင်စင်စားပြီးတော့အမေကမိခိုးသူအခုတော့တအိမ်လုံးပေါ်မှာသူ့ရဲ့ဝင်းဝေးဟာမိခိုးလို့နေရပါတယ် အလုတ်တခုအလွယ်တကူရောက်ဖို့ကမလွယ်ကူလောက်ပဲကာမုန်နာဟာပင်မဲမိမိထိုက်ထိုက်တန်တန်ပတ်စံတော့ရပါတယ်။ဥနာခါနဲ့စီဘုံတို့ကို့အတွက်တညကိုလင်းကားတော်က ပြင်းမလို့ပေါ့။ဆွေကောင်းနဲ့ညဆွေတော့တထောင်ကျော်ကျန်ပါတယ်။ညဘက်မှာတစီစီးသူဟာကျဲတယ်လို့ပြောရပေမဲ့ဈေးကကုပ္ပဇက်ထင်ပါဆိုတော့ခေါ်တဲ့လောက်လည်းရပါတယ်။ဒါပေမဲ့လေတပားသူရဲ့အခက်အခဲကိုအခွင့်ကောင်းယူပြီးတော့ငွေဘူတောင်းလို့မရှိပေနဲ့သူကောင်းစီးတဲ့သူတွေဟာ စိတ်ချမ်းသာတော့ရစီမယ်လို့သာ တွေးပြီးတော့သူဟာညဘက်ကားမောင်းလာတာတလကျော်ကြာတဲ့အထိစိုးဝါးတဲ့အနေဆိုလို့မကြုံခဲ့ပါဘူးဒီနေ့ညမှာလေအော်ဒါစီကကားထုတ်လာပြီးတဲ့ကကားဟာဆွဲကောင်းလာပြီးတော့စက်တိုက်ပဲခီးတဲ့အတက်စင်ရှိခဲ့ပါတယ်ကားပေါ်မှာအတက်လို့ရှောင်းမောနေရခြင်းမရှိဘဲနဲ့အခုလက်ကနာရီကိုကြည့်လိုက်တော့ည7:00တိုင်းသာရှိသေးပါတယ်အော်ဒါကရနေပြီးတော့မိုးလင်းသည့်ဆက်ဆွဲသမျှကို့အတွက်ပဲကြံတော့မှာပါ ဘိုက်ထင်းမှာစားသလိုရှိလာပြီးတော့လပိတ်ဆိုင်ဒီဆိုင်မှာဝင်ထမ်းပြီးတော့ဘိုက်ဖြည့်ဖို့စိတ်ကူးလိုက်ပါတယ်။ခီးတဲ့လက်မယားကိုကန္နာတင်မောစိတ်ကိုပုတ်ပြီးတော့ပြန်တက်လာမှတော့ပန်းစိုးတဲ့ပန်းချန်တာမှာလက်ပြဓာနေတဲ့မိန်းကလေးတယောက်ကိုတွေ့ရပါတယ်။မိန်းကလေးကတော့ဂျင်းစကက်အပြာရှင်နဲ့ကော်လံပါတဲ့ရှိန်ကြီးဆန်းဆန်းအပြာနှုတ်ကိုဝတ်ဆင်ထားပြီးတော့အနေရောင်ကြောပွေတလုံးကိုလည်းပခိုးမှလွှဲထားပြီးကောင်မလေးရဲ့ရှိကားရဲ့ပြေးလိုက်ပါတယ်။မြောက်ကလာပြန်ရင်လို့ပါ ကောင်မလေးကအသက်20လောက်ပဲရှိသေးပြီးတော့မိန်းလေးတယောက်တည်းအဲဒီလိုသွားလာနေတယ်ဆိုတာရေရိုးသားသားဖြစ်ဖို့ခရင်ပြီးတော့မိန်းကလေးပုံစံဟာတိတ်တော့ဟော့ဟော့ရင်ရင်မဟုတ်ပါဘူးအရေးပေါ်အခြေအနေကြောင့်မတော်မဖြစ်သွားရတာလည်းဖြစ်နိုင်ပြီအမှန်တော့ဒီလိုအခြေမျိုးမှာဒလောက်ဝေးလာတဲ့ဒေသကိုသူမပို့ချင်ပါဘူးရှန်ကုန်ထဲမှာပဲဟိုနာဒီနာကိုပဲ့မောင်းနေရတာကတွက်ချေပုတ်ခဲ့ပြီးတော့မြောက်ဥကလာကိုလိုက်သွားမယ်ဆိုတော့တကြောင်ပဲရမှာပါအပြန်လူရဖို့ကမလွယ်ကူလှပဲ ထုံးစံတိုင်းသူဟာတပတ်သားကိုအားနာပြီးတော့ကိုကြီးရင်နဲ့စိတ်ကလည်းရှိလျက်ပါတယ်။ဟိုငါးတော့တော့ပြီနော်။မိန်းကလေးကမငင်းမနဲ့နောက်တကားကိုဖွင့်ဝင်းပြီးသူဟာကာမောင်းပြီးတော့ထွက်လာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးဟာဘယ်ရလာလို့ဘာလို့လုတာလဲ။ညဘက်စင်းနဲ့စိတ်ရောအလို့သမပုံစံလည်းမဟုတ်ပြန်ပါဘူး။အချိန်ပိုဆင်းရတဲ့ကုမ္ပဏီစည်းရေးမှလား။ဒါကလည်းမဖြစ်နိုင်ပါဘူး။သူ့အတွက်ကာမောင်းရင်နဲ့စဉ်းစားလာတဲ့အခါမှာဘယ်ဒီတပုတ် နောက်ဆုံးမှာတော့ဒါရီဟာငါနဲ့ဘာမှမဆိုင်ဘူးလို့တွေးလိုက်ပါတယ်။ငါအငါကမောင်းနေတော့သူကခီးတယ်။ဒီလိုပဲခဏဆုံးလား။သူကကားပေါ်ကဆင်းသွားတာနဲ့ကိစ္စကဘာမှပတ်သက်စရာမရှိတော့ဘူး။ဒီတော့ဆက်ဆက်ဆက်ဆုလည်းမလို့တော့ဘဲနဲ့တချို့တွေက သူတို့ကို စကားပြောတာမကြိုက်ပါဘူး။ဒီတော့သူလည်းကားကိုသာဂယုဆိုင်မောင်းလာပြီးတော့ကဘာအေးလမ်းမကြီးမှာကားကလည်းရှင်းနေပြီးတော့လွတ်လွတ်လပ်လပ်မောင်းလို့ကောင်းလာပါတယ်။ နောက်ကထိုင်နေတဲ့သူကလည်းတိတ်ဆိတ် လုံလာပြီးတော့တခုခုကို ကိုအတွင်းနဲ့ကိုနေမျောနေပုံရပါတယ်။တရားလေးလက်နေကိုချုပ်ကိဝင်ပြီးတော့တန်လန်းခွေးသားကိုကြိုးတဲ့အခါမှာစောနေကမေးလိုက်ပါတယ်။ဟိုကျွန်တော်ကဘယ်ကိုပို့ပေးရမှာလဲ။စီလာတဲ့သူကမြောက်ဥကလာလို့သာပြောပြီးတော့ငှားပြီးအခုမြောက်ဥကလာလေးကို ဝင်ပြီးဆိုတော့တွားကျင်တဲ့နေရာအတိကျသိဖို့လိုပြီးတော့ဒါပေမဲ့အနောက်ကခုံးတော့ဖြစ်တဲ့မကြားရပါဘူး။ လုံးဝတယောက်တည်းထိုင်နေအိပ်ပျော်နေရလားအဲ့ဒီလိုမျိုးကတော့ညကားမောင်းသူတယောက်နေနဲ့မကြာခဏကြုံမှုပါတယ်ဒါကြောင့်လုံးလေကြည့်ကထက်ပြီးတော့မေးလိုက်ပါတယ်ဒီမေကျွန်တော်ကဘယ်ဥပုပ်ပြီစကားကိုတော့စိုးအောင်မပြောနိုင်ဘူးကားနောက်ခင်းနေမှာတော့ဘသူမှမရှိတော့ပါဘူးသူကအထိတ်တလန့်ဖြစ်သွားပြီးနောက်ကထိုင်နေတဲ့ကောင်မလေးဘယ်ဝရောက်သွားတာလဲအရှင်နဲ့မောင်းနေတဲ့ကားဘော်ကခုံစင်းထွက်ပြေးသွားတာတော့မဖြစ်နိုင်မှာပါဘူး ကိုပြောင်းနေတဲ့မိန်းကလေးလည်းမဖြစ်နိုင်ပေဖြစ်နေတာကတခုပဲရှိပြီးတော့သူတရေချောက်ခင်ရတာပါတတိလက်လို့ဖြစ်သွားချိန်မှာကားကတစ်ဖက်ရင်ကျောပေါ်ရောက်သွားပြီးတော့ကြပြားကြရဘရိတ်ကိုနေလဲရပြီနေကြီးနေလေကားရှုပ်ချင်းဆိုတော့ညင်ချင်းဆိုင်ကလာတဲ့ကားနဲ့ကောင်းချင်းဆိုင်တက်ပြီးလောက်ပါတယ်ကောင်းတပန်ကြည့်သွားပြီးတော့ရှင်ရီဟာတတိတိခုန်နေပြီးကားကိုအဲ့ဒီနေရာကအမြန်ဆုံး꿰ကမောင်းလာခဲ့ပါတယ်ရှင်မှာတော့ပလက်ဖောင်းကရေစင်းရင်းနဲ့ မိန်းကလေးတစ်ယောက်ကလက်ပြတောင်းနေပြန်ပါလေတနေ့ညကတရေအချုပ်ခင်ရပြီးတည်းကဇွန်နေဟာမိန်းကလေးခီးတဲ့တင်ရမှာလန့်ပြန့်လို့နေပါလေတယောက်တည်းဆိုရင်ပူဆိုးပြီးတော့အခုတားနေတာလေကောင်မလေးတယောက်သေးပါကောင်မလေးကအရင်လိုနေရင်ရပြီးတော့ရှစ်ပေးရင်နဲ့ကားရှိကဖေမပေးတော့မယ့်အတိုင်းနေပါ သူကားလေးကနေအကဲခက်ပြီးတော့ကောင်မလေးကတော်တော်ကိုချုပ်ပြီးမြေတရေဆိုတာမချောဘူးလို့ဘယ်သူမှလည်းမပြောနိုင်မြောက်ပါ ဒီနေ့ကတွေ့ရတဲ့တရေမကလည်းတကယ့်ကိုချောချောလေးပါအခုကမှလေးရတော့အသက်အနည်းငယ်ကြီးပုံရပြီသူနဲ့ရွယ်တူလောက်ရှိမှာပါ အသားကဖြစ်ဖြစ်စပင်ကအဖြောင့်ဒီဂရီမျက်မှန်လေးနဲ့မြမစတဲ့တမိန်လေးဝတ်ထားပြီးတော့ကြီး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 လှပလို့နေတာပါလူအီတလုံးအပြင်တော့လက်ထင်းမှာဖိုင်တစ်ခုလေးပွိပိုက်ထားပြီးအချိန်ကသူ့ကားထွက်ကားစခုနှစ်နာရီတော့မထိုးသေးပါဘူးနေရာကတော့တောင်ဝင်းအဝိုင်းသားမှာဖြစ်ပြီးတော့ သူမဟာတွက်လက်ပုံလေးရပြီးတော့ကားရှိကန်တကားကိုဖွင့်ကားမောင်းသူရဲ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်။ဘယ်တော်မလို့လည်းမပြောသေးပေနဲ့ဘယ်စီလေးလို့လည်းမပြောသေးပေနဲ့သူငောင်းလိုက်ပြီလို့ရက်လိုက်တဲ့ကပိုင်စိုးပိုင်နေသဘောထားလိုက်တာပါ။မဟာမန္တုလပန်းချံပို့ပြီးပါ။တိတိချာချာနေရာယူပြီးမှပြောလိုက်ကြပါ။ဟိုနှစ်တောင်တော့ပေးတော့ဟင်ထုံကားရပါ အမြဲတမ်းစီးနေကြအောင်အမလီ အမောင်လေးပြောရစီကနေပဲပါဗျာအခုဟာညလေရှင်လူကားရလေမနေ့တစည်းညတစည်းရေလို့ရှိလို့လားပြီးတော့အခုကညမှာမဟုတ်တာခုနလိုက်တော့မထိုးသေးဘဲနဲ့ဟင်းနေဝင်သွားလို့နေရောင်မရှိတော့ရင်အဲ့ဟာညပဲပေါ့ဒီမှာရှင်နှစ်ထောင်ယူချင်းလေးယူလို့တော့အမလေးလို့မခေါ်ပါနဲ့သူမကကျွေးမီးတူနေတဲ့ပုံစံရှိပြီးတော့မင်းလေးတွေဟာသူတို့ကိုအသက်ကြီးသူလို့ဆက်ဆံရင်သဘောမကျကြပါဘူး အတော်ရွယ်မိမကြီးတွေတော့အမကြီးလို့ခေါ်မှနှစ်သက်ကြပြီးတော့ဈေးအတွက်အချင်းများမနေပဲကောင်းမောင်းထွက်လာရင်လည်းဇုံနိုင်ကအေးလေခမည်း1900ပဲပြီးကျင်လဲပြီးပါရှင်ဘာစကားပြောရလဲ2000ပဲပြီးမှာဇုံနိုင်တယောက်ဝန်ဒီကကြိတ်ကပြောလိုက်ပြီးတော့သူဟာစေရနာမှနဲ့တူယိုတာယိုပြောလိုက်ပြီးမယ်1900ဆိုတဲ့စကားကိုတော့မင်းကလေးကဆန်းဆန်းပြပြတွေးသွားပုံရပါတယ် 1900ဆိုတာမိမနဲ့ယောက်ျားကြကကိလေသာမြင့်ကြရဲ့ပါဟင်ဘာနိုင်လဲကွာအနံ့လေးစိုးလိုက်တာကောင်းစည်းလာရင်လည်းမြေတုံလိုက်တဲ့ခါမှာစောင်းနေကအာဘာနိုင်ရမှာလဲဗျကားထွက်လာကနေကျွန်တော်ရေချိုးလာပါလေချက်ချင်းငြင်းချက်ထုတ်လိုက်ပြီမေကောင်မလေးကလည်းရှင့်ကောင်မဟုတ်ရင်လည်းရှင်ကားဖြစ်မှာပေါ့ပုတ်စော်နန်းနေတယ်ရှင်တိတိချာချာရွှေကြည့်ပါလားစောင်းနေဟာနှကောင်းကိုရှုံညီပွားကြီးလုပ်ပြီးတော့ ်ဘာနဲ့မှမရပါဘူးဗျခမ ्या စိတ်တင်လို့ပါဒီမှာကျမအယူမဟုတ်ဘူးနော်ရှင်ကားထဲမှာကြွတဲ့ကောင်ကောင်တေးနေတာဖြစ်လိမ့်မယ်အိမ်ပြန်ရောက်ရင်လည်းတည်တည်ချာချာရှားကြီးအောင်ဘယ်လိုကောင်းအောင်များကစားမိတယ်မသိပါဘူးစောနေဟာလက်ချောလေးရပြီးတော့စက်ပြောနေရင်လည်းစကားပဲများအောင်ပါဒီတခါတွေ့ရတာကတရေချက်ဆိုတဲ့ဘလူးရေပါကောင်မလေးကရုပ်လေးကချောသလောက်ခက်ကျန်းကျန်းနဲ့ပွေလင်းပြတ်သားတာလားမသိဟိတ်ဟန်လေးမရှိပြန်ပါဘူး ောက်ထပ်ဘာစကားမှမပြောတော့ဘဲနဲ့သူ့အိတ်ထဲကပန်းအောင် လက်ကင်ပွားလေးကိုထုတ်ပြီးတော့နှာခေါင်းကိုပိတ်ကစက်ကူအိတ်ထဲကဓက်ပုံတွေကိုကြည့်နေပါလေဓက်ပုံတွေဟာဆယ်လက်မဆယ်နှစ်လက်မအရွယ်ပုံကြီးချိထားတာဖြစ်ပြီးတော့ဇွန်တိုင်းအမှတ်မတင်လှမ်းကြည့်လိုက်တော့တေဆုံးနေသူတွေရဲ့ဓက်ပုံတွေပါညီမလေးကရေးလာဇွန်တိုင်းကမေးလိုက်ပြီးတော့သူ့ကိုတစ်ချက်လှည့်ကြည့်ရင်လည်းမဟုတ်ဘူးဒါဆိုဒီဓက်ပုံတွေက ဒါတွေကကျမတို့မှုခင်းကြနေမှာတုံးဖို့။ဩဒါဆိုညီမလေးကစာရေးဆရာမပေါ့။မဟုတ်ပါဘူး။အဲ့ဒီဒါဆောင်းမရှင်။ဒီမှာရှင်းုံတခုပြောရအောင်။လူကိုညီမလေးညီမလေးလို့မခေါ်ပါနဲ့။ဟမ်။ခမရလေအမလေးလို့ခေါ်လဲမကြိုက်။ညီမလေးလို့ခေါ်လဲမကြိုက်ဘူးဆိုတော့ကျွန်တော်ကဘယ်လိုခေါ်ရမှာလဲ။နာမည်ခေါ်ပေါ့။ဩခမရနာမည်မှာကျွန်တော်မသိတာ။ဇုံတန်ရဲ့မှန်ကန်လာတဲ့တစ္ဆာစကားကြောင့် ူမရဲ့မျက်နှာလေးဟာပထမဆုံးအချိန်ဖြစ်ပြုံးတုံတုံဖြစ်သွားပြီးတော့ကျမနာမည်ကမာလာဝေးတဲ့မာလာဝေးစုံနေဟာတူတူလေးရေရွကြည့်လိုက်ပြီးတော့လူနဲ့လိုက်ဖက်လာတဲ့နာမည်ရေးပါပန်းညံလမ်းလေးကိုရောက်တော့မစ္စတာဘရောင်းလက်ဖက်ရည်ဆိုင်ရှိမှရက်ခိုင်းပြီးအဲ့ဒီဆိုင်ဘေးကမြင်းကြီးထက်မှလောကနဲ့မှုကင်းကြံနေလို့စိုင်းမို့တင်ထားတဲ့အခန်းရှိပါတယ်မာလာဝေးဟာသူ့ကိုတထောင်တန်းနဲ့ရွတ်ထုတ်ပြီးရော့ ခက်တွဲတွက်လေးဝင်သွားခဲ့ပါတယ်။နောက်တစ်ရက်မှာတော့အိန်းနားကဂျာနေရောင်းတဲ့ဆန်ကြီးကိုရှုပ်သွားပြီးတော့လောကနဲ့မှုကင်းဂျာနေဝယ်ကြည့်မိပါတယ်။အရီတာအဖွဲ့ဝင်နေဆိုတဲ့နေရာအောက်မှာတော့တခြားအမည်နဲ့တူ မာလာဝေရဲ့နာမည်ကိုလည်းတွေ့ရပြီးဒါဆိုရင်တော့ဒီကောင်မလေးသူ့ကိုနာမည်အမှန်ငယ်ပြောသွားတာဖြစ်မှာပါ။ညာရောက်တဲ့အခါမှာတော့တောင်ဝေဘက်ကမာလာဝေငှားစီခဲ့တဲ့နေရာကိုလှည့်ပတ်မောင်းကြည့်ပြီးတော့အရေးရောင်တော့မမြင်ရပဲ။ မိန်းကလေးခရီးသည်တွေကို ကြုံမှုပါရနဲ့ဘာကြောင့်ဒီကောင်မလေးကမှဂယုတဲ့ဆိုင်ရှိနေခဲ့တာလဲမာလာဝေဟာသူ့ကားထဲမှာပုတ်ဆောင်နေတယ်လို့ပြောရတာကြောင့်ကားထဲမှာနေရာနဲ့ရှာကြည့်တော့လေသူပြောသလိုကြွတည်လေမတွေ့ရသလိုကြောင်တည်လေမရှိပါဘူးသူဟာရန်ကုန်ဘက်ကိုကားပေါင်းပြန်လာတော့တနေရာမှာလက်ပြလှမ်းတားနေတဲ့လူတယောက်ကိုတွေ့ရပြီးတော့သူဟာကောင်းစွာမရက်နိုင်လောက်အောင်ရိန်းထိုးနေပြီးအရက်တွေမူးနေတာဖြစ်တဲ့အကြောင်း တိတာလုံးလာပါလေအသက်က40လောက်ရှိပြီးတော့စတိကောလန်အင်းကြီးဖြူနေတာတာနာနာဝစ်စင်ထားပြီးရုံးဝင်တဲ့အရာရှိငယ်တယောက်ပုံ ပေါ်ပြီးတော့တချို့တွေကအခုလိုပဲရုံးစင်းပြီဆိုရင် အပန်းပြေတော့တောက်တဲ့စားတဲ့ပါလေဒီလူကိုကြည့်ရတာအပန်းပြေအစ်စ်တဲ့ကိုအနှဲငယ်ပို့ပြီးတော့ဒါကြောင့်တောက်ပေါ်စားဘက်တွေဟာတကူတွေထားပြစ်သွားတာလားမသိပါဘူးသူ့ရဲ့မိတ်ဆွေကောင်းမောင်းတို့အများစုကအရှက်သမားဆိုရင်မတင်မနဲ့ခဝီဝီကရှောင်းတက်ပြီး အယက်သမားဟုသမျှကာသမားအပေါင်းမကောင်းဆိုးဝါးတွေပါသူတို့တွေဟာကားပေါ်ရောက်ရင်မူမူနဲ့ရှစ်တက်ကြပြီးတော့တချို့တွေးဆတဲ့သူတွေဆိုရင် ရှယ်မူတက်ပါတယ်ကားပေါ်မှာအန်တက်ပြီးတော့ပတ်စံတောင်းလို့လည်းမရတဲ့ပဲဘဲကိုပူပေးရမှမသိရွာလေနေတက်ပါတယ်သူတို့ကိုတင်ရတဲ့အတွက်ကောင်းကျိုးပေးရဆိုလို့လည်းမရှိပါဘူးဒါပေမဲ့လေစိတ်ကောင်းရှိလာတဲ့ဇွန်နိုင်ကကားကိုအဲ့ဒီလိုရှိထိုးရက်လိုက်ပြီးဒီလိုမူးနေတဲ့သူတွေကို တခြားခီးတဲ့ဘတ်စကားတွေကလည်းမတင်ញင်ရပါဘူး။တည်ရင်ကားပေါ်ကမောင်းကြပြီးတော့သူတို့လိုအငါကားတွေကပါမတင်ဘူးဆိုတော့ဒီလိုလူတွေဘလို့လွတ်ပြီးတော့အိမ်ပြန်ရောက်တော့မှလည်းသူတို့တွေဟာတာမတ်ချင်းနေမဟုတ်ဘဲနဲ့မူးနေကြပြီးတော့အိမ်ကိုမှန်မှန်ကန်ကန်ပြန်မရောက်ရင်လမ်းမေးပေါ်မှာဒုက္ခအမျိုးမျိုးလေးတွေ့နေမြင်ပါတယ်။ကားတိုက်ခင်ရတာတွေလူရက်တာခင်ရတာတွေသူတို့တွေကလည်းတကယ်တော့ကိုကားကိုငှားစီတဲ့ခရီးတွေပဲပါ။တက်တက်ကို ကျွန်တော်ဘယ်လိုပို့ပြရမလဲသူကအဲ့ဒီလိုပြောလိုက်ပြီမဲကားနောက်ခံကိုငဲဆောင်ကြည့်ပြီးတော့ဟိုး sorry ပဲကွာငါကားလွတ်ထင်ပြီးတော့ထားလိုက်တာကွာနောက်မှခီးတွေပါလာတာကိုနောက်မှထင်တဲ့ညီမလေးကိုအားနာပါလေကွာကေကေတော်တော်တော့အဲ့ဒီလိုပြောပြီးတော့ဒီလူဘာကြောက်နာလဲဇွန်နေကနောက်ကိုကြည့်လိုက်တော့နောက်မှလည်းဘသူမှမရှိပါဘူးသူဟာဘာကြောက်များနောက်ခံနေမှာထိုင်နေတဲ့ညီမလေးလို့ပြောတာလေ သူအတွေးဝင်နေတဲ့အချိန်မှာအမှုသမားကတရင်တရင်နဲ့သူနာကနေထွက်ခွာလို့တော့ပါတယ်ဒီလူအရက်ကြောင်ကြောင်တာပဲဖြစ်မှာပါစုံနေဟာအဲ့လိုတွေးပြီးတော့ကားကိုမောင်းထွက်လာပြီးဒီလူလူမျိုးကမတင်တာပဲကောင်းပါတယ်တင်မေဆိုရင်လေဘလောက်ထိပြဿနာရှာနေမလဲမသိပါဘူးရန်ကုန်နေကိုရောက်လာတော့သူ့ရဲ့ရှင်သားမကုကြော်ကြီးကိုတွေ့ရပြီးလှမ်းပြီးတော့ခေါ်လိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်လည်းအနားမှာရှိတဲ့ကော်ဖီဆိုင်မှာထိုင်ကြပြီးတော့ သူ့ဘုံမှာကုကြော်ကြီးရဲ့ကျေးဇူးတွေကအများကြီးရပါတနည်းလေကွာမင်းကောင်းမွန်ရတာအဆင်ပြေရတာတိတ်တော့မစိုးလာပါကုကြော်ကြီးရဲ့အခုတော့စီစီကနည်းနည်းတက်တော့အရင်တော့မကြံဘူးဗျလူတွေကလည်းစီဝါရီကြက်တာလားမသိပါဘူးမလွေးတောင်မှပဲငှားစီကြပုံရတယ်ဗျမင်းကောင်းမွန်ချင်လေပြန်အလိုက်လေကွာငါနဲ့တူအလုပ်လာလို့လေမင်းကငါတင်မိမယ်ဒီလူကခက်ခဲတဲ့အလုပ်တော့မဟုတ်ပါဘူးကွာဟာကျွန်တော်နဲ့မဖြစ်တော့ဘူးဗျ ကိုကျော်ကြီးကကားဝဲစားဖြစ်ပြီးတော့အဲ့ဒီအလုတ်ကဟုတ်တာရောမဟုတ်တာပါကြဘိုးကိုလက်ဖြစ်အောင် ပြောရပြီးတော့အမီးကျက်အမီးသာခေါင်းကျက်ခေါင်းစားရတဲ့အလုတ်ပါအေးပါကွာမင်းကဖျားဖြစ်မဲ့အုတ်ညီကပဲအဲ့ဒီလိုလှောင်ကြီးကကိုကျော်ကြီးကလမ်းခွဲလို့တော့ပါတယ်သူကားကိုမောင်းနေတဲ့အချိန်မှာရှေဘုံမွင့်ဖျားဘက်ကခရီးသည်တယောက်ရပြီးတော့အသက်90ကျော်လောက်ယောဂီဝင်နေဆိုတော့သူဟာပြုံးမိပါတယ်ကာသမဘဝဆိုတာ ဒီလိုလူပေါင်းစုံကိုတွေ့ရပြီးတော့မကြခင်ကအရှက်သမားအခုတော့တရားသမားနေအဲ့ဒီလူကတောင်ဥကလာနန္ဒဝင်ဈေးရှိကိုငှားပြီးတော့သူဟာမြန်မြန်မတောင်းမဲ၃000တာတောင်းလိုက်ပါတယ်သူ့ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီးတော့လေဘေးမှာလည်းပရိဒေကုံပါလာပါတယ်ဦးကဟိုရီရှိခုံးမင်းဘုရားမှာအတိတ်ကျန်တဲ့ပရိစိတ်လာတာကွယ်စရဏအလုတ်ကလေးဆိုပါတော့ကွယ်ဟုတ်ကဲ့ကောင်းပါလေဦးလေးကျွန်တော်တို့ကငယ်သေးတော့အားကြပေမဲ့မလုံနိုင်သေးဘူး ဇုံနေဟာအလိုက်အသင့်လေးပြောလိုက်ပြီးတော့အဲ့ဒီလူကြီးကဘောက်ဘူးကဒီလိုကောင်းမှုလုပ်တယ်ဆိုတာအသက်ကြီးရငဲတာရွေးနေရမယ့်ကိစ္စမဟုတ်ဘူးမင်းဖျားကုံတော့ကိုပါတော့ရတယ်မလားဟုတ်ကဲ့ရပါတယ်အေးအဲ့ဒါလေးပဲတနည်းကို ကိုပဲလောက်လုပ်ကြည့်အကျိုးထူးလာတာတွေ့နိုင်မယ်ကဟုတ်ဟုတ်ကဲ့ပါညာအိယာဝင်ကာနီးပဲဖြစ်ဖြစ်ဘိုးလေးအိယာထားပဲဖြစ်ဖြစ်ပေါ့ကွာဟုတ်ဟုတ်ကဲ့ပါပါ အဲ့ဒီလူကြီးဟာမျက်စိမိတ်ကခဏငြိမ်ပြီးတော့သူ့ရဲ့ပုံစံဟာအာရုံပြုတ်နေတဲ့ပုံစံဖြစ်ပြီးအတော်ကြာတော့မှမျက်လုံးပြန်ပွင့်လာပြီးတော့မင်းကိုအပပြောကြရှိတယ်တိတိကျကျမှတ်ထားကွယ်ဟုတ် ပြောပါပါမင်းကကမတန်ဘူးကွာအဲ့ဒီစကားကိုစုံနိုင်တယောက်မခံနိုင်ပါဘူးဟာတက်ပါလေဗျကာမထက်ကြီးနေတိုင်းကျွန်တော်ကတန်ရှင်းလို့လေစိတ်ကြပါဦးလေးရေမဟုတ်ဘူးကွမတန်ဘူးဆိုတာ အဲ့ဒီလိုမတက်နိုင်မဟုတ်ဘူးမင်းကားထဲမှာအမောင်အဆွေတွေရှိနေတယ်လို့ပြောတာဗျာအမောင်အဆွေဟုတ်လားဟုတ်တယ်ငါအာယုံရတာကိုပြောနေတာဒီတော့ဖြစ်နေရင်ကားကိုပေးရည်လေးပါလိဖြန်းလိုက်ကွာစင်မင်းနေရာကိုရောက်တော့ကားဘော်ကဆင်းသွားပြီးအဲ့ဒီလူကြီးကပတ်စံပေးရင်းနဲ့ကားရဲ့နောက်ခံလေးကိုလည်းတည်တည်ချာချာစောင်းငဲ့လို့ကြည်သွားပြန်ပါလေစုံနေဟာနောက်လေကြည့်လိုက်တော့လေဘာမှမရှိဒါပေမဲ့ ရှုဒီရဲ့ကြက်သိန်းကြီးပြန်ကနေတော့ထသွားခဲ့ပါတယ်။နောက်နေ့အင်္ဂါထွက်တဲ့အခါမှာဖျားစင်မောကပရိတ်ရေပလင်းကိုယူလာပြီးတော့ကံပဲရောက်တဲ့အခါမှာသူ့ရဲ့ကအတွင်းမြေအနဲ့ပရိတ်ရင်နဲ့ပြန်လိုက်ပါတယ်။အိုဘာခန်ကသူ့လုံနေပုံကိုကြည့်ပြီးတော့ဘာလို့နေရလဲမောင်းစောနိုင်။အော်ပရိတ်ရေဖြစ်နေတာပါ။ကားကဘာဖြစ်လို့လဲကွာ။အဲ့ဒီမိကုံကတော့သူမဖြစ်နေပဲသူတွေ့ကြုံရသမျှပြောမယ်ဆိုရင်ကြောင်နေတာလို့ပဲထင်ပါပါ။ ။ဟိုဘာမှမဖြစ်ပါဘူးဦးလေး။တမင်တကာအန်ရကင်းအောင်လို့ပါ။အေးကောင်းတာပေါ့ကွာ။ဒီကိစ္စကဒီလောက်နဲ့ပြီးသွားပြီးတော့ကားထွက်လာခဲ့ပြီးစိတ်ကတထင်းနေနေတခါကကာတာစီရင်တဲ့လမ်းမှာရုတ်တရက်ပြုတ်ခဲ့သွားတဲ့ကောင်မလေးစီကိုလည်းစိတ်ကရောက်သွားပြန်ပါလေ။ရှိမှာတော့မိကလေးတယောက်ကားတာနေပြီးအနားကိုရောက်တော့သူပြိုသွားပါလေ။တခါတော့ကသူ့ရဲ့ကားကိုစီးခဲ့ဖို့တဲ့အိမ်မက်ထဲကမင်းသမီးလေးရဲ့ပါလောကနဲ့မှုကဲကြောင်တွေက အရီတော်မှလည်းမာလာဝေးရပါသူကကားကိုရှေ့မှထိုးရပြလိုက်တော့သူ့ကိုချက်ချင်းမှတ်မိသွားပြီးတော့ဩရှင်မင်းကိုစုံနေပြီကတကားကိုဆွဲပြင်ပြီးတော့ဝင်ထိုင်လိုက်ပါတယ်သူတတိမထားမိကံကားစီးတဲ့လူ အများစုဟာဒရိုက်ဘာရဲ့ဘေးမှာဝင်ထိုင်လိမရှိပါဘူးကားနောက်ခံမှသာထိုင်လိရှိပြီးတော့မာလာဝေးကတော့ထူးကြပြီးနောက်ခံမှမထိုင်မင်းနဲ့ကားကိုမောင်းထွက်ရင် ကျွန်တော်နာမည်စုံနေပါ ်ဒီလိုမိတ်ဆက်ပေးလိုက်တော့မာလာဝေဟာမထူးခြားသလိုနဲ့သိပါရဲ့ညာခမရဘယ်လိုလုပ်သိရလဲရှေ့မှာမြင်နေရတာပေါ့မာလာဝေရဲ့ရှေ့မှာထောင်ထားတဲ့ကပြားလေးရှိတာမိနေပြီးအဲ့ဒီကပ်ပေါ်မှာတော့ဒရိုက်ဘာရဲ့နာမည်နဲ့တက်ပုံကိုဖော်ပြထားရတာက ကောင်းမောင်းသူတွေရဲ့ထုံးစံပါမာလာဝေနဲ့တွေ့တဲ့မှာသူဟာချစ်တလန်နှောက်ကြနေပြီးတော့ကျွန်တော်ကဘယ်ကိုပို့ပေးရမှာလဲတလုံးကပို့ပေးတဲ့ဂျာနယ်လေးကိုလေ ဂျီဒီကောင်တော့ရှင်းရကားကပုတ်စော်နေတယ်လို့မပြောတော့ပဲပရိရေတကိုးကြောင်လားမသိပါဘူး။ကျမဘယ်လောက်ပေးရမလဲ။တထောင်ပဲပေးပါ။ဗါလဲရှင်းရမင်းကလေးတွေစီရင်အဲ့ဒီလိုရှုပ်ယူတာလား။မဟုတ်ပါဘူး။နှစ်ထောင်တောင်းရင်ခမရများတယ်ပြောမယ်။ထောင်900ပေးလို့ပြောရင်တလွေတွေးရုံပဲ။ပြီးရတဲ့ခေါက်ကနှစ်ထောင်ပေးတော့တော့900ပုံနေတယ်လေ။အဲ့အားကြောင့်ဒီတစ်ခေါက်တော့တထောင်ပဲပြီးပါလို့။အင်းရှင်းရမစိုးဘူးပဲ။သူ့ကိုချီးမွမ်းစကားပြောပြီးတော့ ကားပေါ်ကဆင်းသွားတော့သူပြောတဲ့အတိုင်းပဲတထောင်ပဲပြီးတော့ပါတယ်။အဲ့ဒါကပြဿနာမဟုတ်မနဲ့ကားအခါနီးမှာအုံနာအင်ကိုရောက်တော့ထိုးစံတိုင်းပဲသူ့ရဲ့ကားကိုစစ်ဆေးကြည့်ပါတယ်။ကားစီးသူတွေပစ္စည်းတစ်စုံတရာမိကြံခဲ့တော့သူဟာတင်းစီထားပြီးတော့ပြန်ပေးနိုင်မို့ပါ။အဲ့ဒီနေ့ကတော့ကားရှိခံက သူ့ရဲ့ဘေးထိုင်ကုန်အောက်ကစာရိတ်ညိုလေးတစ်ခုကောက်ရပြီ။သူကြည့်လိုက်တော့မှုကြီးတက်ပုံတွေကိုတွေ့ရပြီးတော့ပြေးကြပါတယ်။ မာလာဝီမိကျန်ခဲ့တာဖြစ်ပြီးတော့ထိုင်ကုန်အောက်ကိုကြာနေရတဲ့ဘသူမှလည်းမတွေ့ပါဘူးသူဟာအိတ်ကိုပြန်ယူလာပြီးတော့အိမ်ရောက်တဲ့အခါမှာအမှတ်မတင်ဓက်ပုံတွေကိုထုတ်ကြည့်လိုက်တဲ့အခါမှာဓက်ပုံတချို့ကသူ့ကိုအံ့အားတင်သွားစေပါတယ်မိန်းကလေးတယောက်တည်ဆုံးနေတဲ့ပုံဟာတကူလုံးပုံရဝိဇင်ထားတဲ့အဝတ်အစားကချင်းစကက်နဲ့ရှက်အပြာအနည်းငယ်တွေ့ရတဲ့မျက်နှာပုံတွေဟာတမန်လေးညတော်ကသူ့ရဲ့ကားကိုတားဆီးပြီးပြုတ်ကယ်သွားခဲ့တဲ့မိန်းကလေးဖြစ်တဲ့အကြောင်း ချိန်ရှားလို့နေပါတယ်ဒီကိစ္စကိုမာလာဝီကအသေးစိတ်သိနေရမှာဖြစ်ပြော်သူကလည်းသိမှရမှာပါဒါပေမဲ့အချိန်ကတော့မနေ့9နာရီတသာလောက်တာရှိသေးပြီးတော့ဂျာနယ်တွေကလည်းဖွင့်အောင်မှမဟုတ်ပါဘူးသူဟာတမီးအိတ်လိုက်ပြီးတော့ပြန်နိုးလာတော့7နာရီတော့ထိုးနေပါပြီသူဟာရေချိုးပြီးတော့အမေပြင်းပြီးသားတဲ့တမီးကိုကြပြကတိစားပြီးတော့ထွက်လာခဲ့ပါတယ်မဟာဗန္ဓုလပန်းညံကဂျာနယ်တွေကို ရောက်တော့ ျွန်တော်မာလာဝီနဲ့တွေ့ကျင်လို့ပါခဏနေတော့မာလာဝီထွက်လာပြီးသူ့ကိုတွေ့တွေ့ချင်းပါဟာအတော်ပဲကျမရှင့်ကိုဘယ်သွားစုံစမ်းရမလဲစဉ်းစားနေတာ မနေ့ကရှင့်ကားထဲမှာကူထားတဲ့တပ်ပုံတွေကြံ့ကင်းလို့ဟုတ်တယ်ဗျအဲ့ဒါကျွန်တော်ကပြန်လာဖို့တာပါကျေးဇူးပါပဲစုံနေဟာတပ်ပုံထုတ်ကိုလှမ်းပေးရင်နေဟိုခမရောက်ကျွန်တော်လေအခုညတခုတောင်းကျင်လို့ဒီခါမှာတော့သူ့ကိုနားမလည်နိုင်တယ်လို့ကြည်ရင်လေမာလာဝီကလည်းပြောပါ ီကိစ္စတော်တော်အရေးကြီးတယ်ဗျတနေရာမှာသွားပြီးတော့ပြောရအောင်စုံနိုင်ရဲ့မျက်နှာမှာအမှန်တကယ်အရေးကြီးပုံရနေတာကြောင့်မာလာဝီဟာလမ်းထဲကမစ္စတာဘရောင်လက်ဖက်အဆိုင်ကိုခေါ်သွားပြီးတော့အပေါ်ထက်မှာလူက အတော်လေးကိုရှင်းပါတယ်ဒီနောက်မှာတော့စုံနိုင်ကသူ့ဖြစ်ပျက်ခဲ့တဲ့မြာအားလုံးပြန်လေပြောပြလိုက်ပါတယ်အဲအဲ့ဒီတပုံတွေကဘာတူလဲဗျဘာဖြစ်သွားလဲဒီခါမှာမာလာဝီလေအန်ဝဲစွာနားထောင်နေရကဒီလိုရှင့် လွန်ခဲ့တဲ့တလကြော်ကြော်လောက်ကအဲ့ဒီထက်ပုံတွေကကောင်မလေးကယောက်ျားတယောက်စောကားပြီးတော့တပည့်တာကိုခင်ရတယ်။အခုချိန်ကြီးတရခင်ကလည်းမပေါ်သေးဘူးလေ။သူ့နာမည်ကကြည်ပြားတဲ့စားတော့ဆိုင်မှာတချင်းဆိုတာ။နေတော့မြောက်ကလာမှာဒီလိုပဲအချိန်မတော် ပြန်နေကြ။အဲ့ဒါတရရောက်တော့အိမ်ပြန်ရောက်မလာဘူးလေ။သူ့ရဲ့အလောင်းကိုမလဲမှုဖျားနာကကွင်းထဲမှာပြစ်ထားတာတွေ့ရတယ်။အဲ့ဒီတပုံတွေကအလောင်းအတွေ့တော်ကရေးထားတဲ့တပုံတွေ။ရေးဘက်ကလည်းအငါကားစီးနေအသက်ခင်ရတယ်လို့ယူဆတယ်။ ါပေမဲ့ရန်ကုန်မှာအငန်းကားတွေဒီလောက်များတော့ဘယ်လိုအဆရှာမှမသိဘူးလေဒီတိုင်းဆိုတော့ရှင်ကောင်းနဲ့လည်းဆက်ဆက်ပုံရတယ်ရှင်တီကောင်းအောင်မောင်းတာဘယ်လောက်ကြပြီလဲကျွန်တော်မောင်းတာတလားလောက်ပဲရှိသေးတယ်ဒါဆိုရှင်းရရင်ဒီကောင်းမောင်းတာဘယ်သူလဲအဲ့ဟာတော့ပိုင်ရှင်တတိပဲတိမှာကဲဒါဆိုကျမတို့တတိကိုသွားပြီးတော့မေးအောင်ဒီကိစ္စအရေးကြီးတယ်လွတ်နေတဲ့တရားခံကိုဖမ်းပြီးဖို့ပဲသူစီရဲ့တမောင်းကိုလည်းထိုက်တယ်တဲ့အဖြစ်ပေးနေအောင်ကျမတို့ကူညီရမယ်လေ ပြီးတော့ကျမတို့ဂျာနယ်အတွက်လည်းကျူးကြတဲ့သတင်းဆောင်မှဖြစ်နေတယ်။အဲ့ဒါနဲ့ဇုံနေဟာမာလာဝိတ်ကိုကဲမဲမှာရှိတဲ့ဥပါခန့်စီခေါ်သွားပြီးတော့နှစ်ယောက်သားအကြောင်းစုံပြောပြလိုက်ပါတယ်။ဥပါခန့်ကထိတ်လန့်အံ့ဩသွားပြီးဦးလေးကျွန်တော်ရင်ဒီကောင်ကမောင်းခဲ့တာဘာတူလဲဗျ။မိခင်ပဲမောင်းတာကတော့အောင်ကြိုင်းကွာ။ဟုတ်ညာဘက်မောင်းတဲ့လူသိကျင်တာ။ညာဘက်မောင်းတာကတော့ကြော်ကြီးတယ်။ဇုံနေတယောက်အံ့ဩတက်သွားပြီးကြော်ကြီးကိုသူက လူပေါင်းတယောက်ရဲ့လို့ယုံကြည်ထားတာပါကျိုးကြီးကဒီလိုရက်ဆက်ရုံမာမှုတွေကိုပြုတ်မလားဥပခန့်ကမာလာဝိတ်ကိုကဲဘာပဲဖြစ်ဖြစ်ဒီကိစ္စတော့ရဲဘက်ကိုအကြောင်းကြားမှဖြစ်လိမ့်မယ်ဒီမို့ကန်နေတဲ့ရဲဦးကိုကျွန်မသိတယ်မကြမီမှာတက်ဆန်ရာက လိုက်လာပြီးတော့ကားကိုတည်တည်ချာချာစစ်ဆေးကြပြီးကားကြံကင်းတနေရာမှာတော့နှကွင်းတစ်ဖက်တွေ့လိုက်ပါတယ်အဲ့ဒီနှကွင်းဟာတေသူပန်းစင်ထားတဲ့နှကွင်းဖြစ်ပြီးတော့အလောင်းမှလည်းတစ်ဖက်ကပျောက်နေတာပါ ကောင်းတော့ခန့်ရဲ့ကိုရှင်မှာတော့တွဲကပ်ဖွေရမတင်ကဖွေရတွေ့ရပြီးစစ်စေးကြည့်လိုက်တော့တေတူခနာကိုကထွက်တဲ့အတွင်းနဲ့အမျိုးအစားချင်းတူနေပြန်ပါလေရှေးဘက်ကကြော်ကြီးကိုဖမ်းလိုက်ပြီးနောက်မှာတော့ကြော်ကြီးကလည်းဖြုံကျက်ပေးလာပါလေလောကနဲ့မှုကင်းကြာနေမှာအဲ့ဒီအမှုအကြောင်းအသေးစိတ်ဖော်ပြလာတဲ့မာလာဝီရဲ့အခန်းဆက်ဆောင်မှာပါလာတဲ့အခါမှာလူများကလည်းစိတ်ဝင်စားပြီးတော့ဖက်ရှုလေးလာပြီးကြာနေဟာဆောင်ရီတိုးကထုတ်ဝေခဲ့ရပါတယ် ဥပခန့်စီမှာလည်းစုံတိုင်းတယောက်ကောင်းမမောင်းတော့ပဲနဲ့မာလာဝေကတွင်းမိတာကြောင့်လောကနဲ့ဂျာနေကကောင်းကိုပြောင်းပြီးတော့မောင်းနေရပြီသူတို့ချင်းဟာအမြဲလူလိုတွေ့ဆုံရပြီးတော့မကြခင်မှာချစ်သူတွေဘဝရောက်ရှိလိမ့်မယ်လို့မျှော်လင့်လို့နေရပါတယ်ပရိသတ်တွေခုနဆင်ခဲ့ရတဲ့ဇလန်လေးကတော့စာရေးသူဒေဝလက်ရရေးသားထားတဲ့တရေတက်စီဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းခုလိုမျိုးစိတ်ဝင်စားပွဲရဇလန်တွေကိုတင်ဆက်ပေးဖို့ရှိတာကြောင့်ဆောင်မြော်နာစင်အပိကြပါအောင်ဗျာ ပြည်သက်များအားလုံးပဲစိတ်ရချမ်းသာခြင်းကိုယ်ရည်ကျမခြင်းနဲ့ပြည့်စုံပြီးတော့စေပါလက်လာပါများတိုးတက်ကြီးပါကြပါစေဗျာ။